21ရာစုပင်လုံညီလာခံကိုကြိုဆိုတဲ့အနေနဲ့ငြိမ်းချမ်းရေးအလင်းရောင်ငြိမ်းပွဲကိုမန္တလေးမြို့မြို့သားဆက်ယုံမှာကပြဖျော်ပြတော့မှာဖြစ်ပါတယ်ဒေါ်သူသူအောင်ကသတင်းပေးပို့ထားပါရရှင်အခုလောက်ကိုမိုင်းမှာကျင်းပမယ်21ရာစုပင်လုံညီလာခံပြည်တော်စုပွဲကိုကြိုဆိုကုန်ပြုပြီးမန္တလေးမြို့မြို့သားဆက်ယုံမှာငြိမ်းချမ်းရေးအလင်းရောင်အငြိမ်းကိုအခုလ29ရက်နေ့မှာကပြဖျော်ပြတင်ဆက်သွားမှာပါဒီပွဲက free show ပဲ free show ပဲပြီးတဲ့အခါကျတော့ကျွန်တော်တို့ဒုတိယကြာကြာဒီပွဲမှာကျွန်တော်တို့ဒီဟိုဟာနဲ့ပတ်သက်ပြီးတော့အလူငွေလုံးဝလက်မခံဘူး ကျွန်တော်တို့ကဒီအဓိကကတော့ကျွန်တော်တို့ဒီမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးတစ်ခုပေါ့ပြီးရခါကျတော့ကျွန်တော်တို့ဒေါ်ဆန်းစုကြည်လုပ်နေတဲ့ဒီငြိမ်းချမ်းရေးဒီလမ်းကြောင်းတစ်ခုပေါ်မှာကျွန်တော်တို့ကနေပြီးတော့တားရိုက်သမီးတွေအနေနဲ့အမှုပညာနဲ့တက်နိုင်တဲ့ဘက်ကနေပြီးတော့ကျွန်တော်တို့ကဝိုင်းဝန်းပြီးလှုပ်တဲ့သဘောပဲဗျာငြိမ်းချမ်းရေးအလင်းရောင်ညိပွဲကိုတီလီတီကဖြောဖြေးတင်ဆက်သွားမှာဖြစ်ပြီးဒါဟာလာမယ့်ဩဂုတ်လ29ရက်နေ့မှာဖြောဖြေးတင်ဆက်သွားမှာဖြစ်ပါတယ်2016ခုနှစ်မှာတီလီတီအဖွဲ့ရဲ့ပထမဦးဆုံးအငြိမ်ပွဲလည်းဖြစ်ပါတယ်ငြိမ်းချမ်းလေမူကောင်းလေပေါ့ ။ဘာဖြစ်လို့လဲဆိုတော့ညင်းညင်းညံ့နဲ့ကျွန်တော်တို့ဟိုတူးနဲ့တူးမေတ္တာလေးထားပြီးတော့ပေါင်းခြင်းဆက်ဆံတာလည်းအကောင်းဆုံးပါပဲ။ဟိုဘာဖြစ်လို့ဆိုတော့မေတ္တာတရားပြတ်ပြားလို့ရှိရင်ပတ်ရမှာလည်းဝင်မလေးတော့ဘူးလေ။အဲ့တော့တစ်ဖက်နဲ့တစ်ဖက်ကတေးကြမယ်ကြီးကြမယ်အဲ့တော့လို့ကျွန်တော်မလူလားပါဘူးအဲ့ဒီအတွက်ကိုလည်းကျွန်တော်ဒီလေးဒီက29ရက်နေ့မှာမန္တလေးမှာကာဝေးရှိပါတယ်ဒီငိန်ပွဲကိုအခမဲ့ဖြောပြတိဆက်သွားမှာဖြစ်ပြီးနာမည်ကြီးအစိုးရတွေတရုတ်ဆောင်တွေပါဝင်မှာမဟုတ်ဘူးလို့လည်းအခုလိုပြောပါတယ်ကိုမင်းကိုနိုင်ရဲ့အဲဒီတက်ခွပန်ကူကပြားဆိုတဲ့အော်ပရာတစ်ခုပါမယ် နောက်ကမန္တလေးဦးချစ်စရာရဲ့ရွှေကျိုးပြူကူလီပြီဆိုတဲ့ရက်စက်တစ်ပုဒ်ပါမယ်။နောက်ကရုတ်သေးနဲ့တရုတ်ဖော်ထားတဲ့ငញ្ញန်းချစ်ချီမြင့်နေတီဆိုတဲ့ဒီရုတ်သေးနဲ့တရုတ်ဖော်ထားတဲ့ဟာတစ်ခုပါမယ်ပေါ့။အဲပြီးလို့ရှိရင်ဒီစစ်ပေးရှောင်ပေါ့ဒီပြည်သူတွေကိုယ်တိုင်ပါဝင်ပြီးတည်ဆုမဲ့အစီအစဉ်တစ်ခုရှိရတယ်။အဲဒါဘာလဲဆိုတော့သူတို့ကတကယ်တချို့ကြတော့မိုင်းထိပြီးတော့လက်ပြတ်ထားတဲ့လူတွေရှိတယ်၊ခြေလောက်ပြတ်ထားတဲ့လူတွေရှိတယ်။အဲ့ဒီလူတွေကိုယ်တိုင်ဒီပွဲမှာလာပြီးတချင်းဆုမဲ့ အဲအဲ့ဒါကြောင့်ကျွန်တော်တို့ကနိုင်မကြီး weight တွေနဲ့လှုပ်တာမျိုးမဟုတ်ဖဲနဲ့ကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေပြီးတော့ဒီကျွန်တော်ရိုးရပုံစံလေးတွေနဲ့မြန်မာဆက်ဆံလေးလှုပ်တဲ့ပွဲလေးဖြစ်ပါတယ်ဟုတ်လာမယ့်ဩဂတ်လ31ရက်နေ့မှာကျင်းပမယ်ပြည်တော်စုငင်းကြေးရေးဆွေးနွေးပွဲကိုကြိုးစုံကုန်ပြုပြီးတိုင်းနဲ့ပြည်နယ်တွေမှာလည်းကြိုးစုံထောက်ခံပွဲတွေကျင်းပပြုလုပ်နေတာတွေလည်းရှိပါတယ်ကျမတူတူအောင်ကသတင်းပေးပို့ထားတာပါအောက်ကိုကြီး